အေရီတိုင်းတွင်းမှာစစ်ကောင်စီဟာစီဟေးရပြားပေးမှုတွေလုပ်နေတဲ့အကြောင်းဒေသခံတွေနဲ့စီဟေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။အာရကတတ်တော် A နဲ့တိုက်ပွဲပြင်းထန်နေတဲ့အေရီတိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကောင်စီကစင်အားလုံးရင်ပို့ဆောင်နေတာလည်းဖြစ်ပါရဲ့။စစ်တုံးကားကြီးအစီး20ပါရင်းနှန်းနဲ့အော်တိုဘာဒုတိယဘက်ကစပြီးစင်အားတွေကို ဖြစ်တင်းနေတာပါ။အဲအခုစစ်တပ်ကဒီအင်အားပိုးတာမှာ ဒီထောက်ဖို့လမ်းကြောင်းကြောင်းတဲ့အနေနဲ့ပေါ့နော်ဒီအင်တတာဘက်ကနေကွန်းကောက်အထိတက်ပြီးမှဒီလေးမျက်နှာကြီးကြီးဘက်ကိုဆေးရင်တန်းနေနဲ့သွားတယ်ဗျအဲလေးမျက်နှာဘက်ကိုအမိုးအုတ်6-3ကြီးတူနေလဲပို့နေတာနေတွေ့ရပါတယ်ဗျစစ်ကောင်မရှင်ဟာရေးကြီးလေးမျက်နာနဲ့အင်ကပူမြို့နယ်တွေကိုစစ်ရင်အောင်ပို့ဆောင်ရမှာဟင်းဒရာကနေကွင်းကောက်ကိုတွားပြီးအဲဒီကမှစာစီကုံဘေပြားကုံဘက်ကနေပို့တာလို့ဆိုပါတယ်။အယောရီတိုင်းလေးမျက်နာမြို့နယ်ပအဝင် အမြောက်တက်သုံးလေးလေးရှိရာရေကြီးမြို့နယ်မှာလဲစစ်ကောင်မရှင်ကအင်အားဖြည့်တင်းနေတယ်လို့အမတ်တက်သုံးလေးလေးပဝင်းကျင်ရွာတွေကဒေသခံတွေကိုမောင်းထုတ်ပြီးကာကင်းစခန်းတွေလုပ်နေတာဟာငတိုင်းချောင်းထိစစ်စေးဂိတ်တွေတိုးချဲ့ထားတယ်လို့ဆိုပါတယ်ဒီလိုစစ်အင်အားတွေ ဖြည့်တင်းနေတဲ့စစ်ကောင်မရှင်ဟာတိုက်ပွဲမရှိတဲ့အချို့မြို့ပေါ်ကိုတိုက်လေရင်တွေဖျက်ပြန်ပြပြီးပြည်သူလူထုကိုချိန်ချောင်းမှုတွေလည်းလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်လေရင်ကိုနိုင်နိုင်လေးပြန်သွားတာလူတွေဆိုတာ လန့်ပြီးတော့ဟိုးပုံးဒီပုံးပေါ့ဒါတောင်ကိုရီဘက်ကတကယ်တိုက်ခတ်ခံနေရတာမဟုတ်ဘူးတကယ်အကျဲခံနေရတဲ့နေရာတွေကပြည်သူတွေဆိုရင်ဘယ်လောက်ဒုက္ခရောက်ကြမလဲလို့အသီးလဲဝင်ပါတယ်မကြခဏအဲ့လိုလှုပ်လှုပ်ပြနေတာဟာပြည်သူတွေကိုချိမ့်ချောင်နေတာပဲလို့ထင်တယ်စစ်ကောင်မရှင်ဟာ ERI တိုင်းကိုဆင်ရခေဖို့အတွက် မိုင်းပန်ခြေဆိုင်စက္ကခ19လောက်ခံတရင်တွေနဲ့ စစ်မှုရန်တင်းနန်းဆင်းတွေကိုအများဆုံးသုံးထားတယ်လို့စီရေးသတင်းရင်းမြစ်တွေစီကသိရပါရယ်စစ်ကောင်မရှင်အနေနဲ့စစ်ရင်အားတွေဖြစ်တင်းနေတယ်လို့ထိတွေ့တိုက်ပွဲတွေတွင်ထိခိုက်ဒဏ်ရာရတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်ရေတွက်ကလည်းများနေတာကြောင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်လောက်ရှိပသိမ်စစ်မြေပြင် စိတ်တရင်မဆရလေးမောင်ကိုပဲနေရာမလောက်ဖြစ်နေတယ်လို့လည်းသိရပါရယ်ဒဏ်ရာရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာစေယုံတွင်ကရင်မဆန့်တော့တဲ့အတွက် စေတရင်အရှိကကစားကွင်းနဲ့နားနေဆောင်နေမှာဝါထပြီးစေကုတပေးနေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။စစ်မှုရန်တန်းတန်းဆင်းတွေနဲ့မွေးရဆေးဆွဲနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေဟာခိခိုက်တိုက်စုံမှုတွေများပြီးမဆရလေးပသိန်ကိုပြန်လဲတည်ယူတဲ့အခါမှာရွှေမြင်တင်တုတ်တန်ကိုမပုတ်ခင်ရင် ခွဲယုံမှာပဲအစုလိုက်ပြုံးလိုက်အမိန့်စာပြန်ပေးကြရတယ်လို့ဆိုပါတယ်